ခြေနောက်ကဘာဖြစ်တာလဲခြေနောက်ကိုနှစ်တယ်လားအစားမှားလို့ပြောရဟုတ်လားကိုနှစ်ကလေးကစားမှားပြီးတော့ခြေနောက်တစ်ချောင်းလားနှစ်ချောင်းသလုံးမလားဟုတ်ချောင်းချောင်းသလုံးမဟုတ်ဗျာဟွန်းဟုတ်ပြီဟုတ်ပြီရပြီနော်ခြေနောက်ကအတော်တော်လေးကိုစိုးနေနော်နှစ်ချောင်းတော့ဗျာဖုန်းနဲ့တီးဖုန်းနဲ့ဟွန်းကိုနှစ်ဆိုတော့ခုသမီးတက်လောက်ရှိပါတယ်27 27တယ်ဩစေကူတာဖို့ကြတော့လို့လို့အဖေရောဖေးသွားလဲ အဖေကဆုံးသွားကြာပြီ9နှစ်လောက်ရှိပြီ။ဩသမီး9နှစ်သမီးကလေးကသမီးရဲ့အဖေကဆုံးသွားပြီ။အမေကကြောဘာလုပ်လို့တာ။အမေကဈေးမှဟိုအကျော်ရောင်းလား။ဈေးရောင်းနေပေါ့ပြောနော်။ပြောမယ်ဆိုရင်သမီးရဲ့အဖေကလည်းပြောပြောမလဲအိမ်အောင်ဦးစီးကလည်းမရှိတော့ဘူး။အမေကလည်းဈေးရောင်းတဲ့အလုပ်နဲ့ပဲတမွေးနေရတယ်။နောက်ကြတော့မောင်နှမတွေရှိလား။ရှိ။ခဏရောက်ရှိလား။ဟုတ်ရ။အေးပေါ့မောင်နှမတွေကတော့ဟိုအရွယ်ရောက်ပြီလား။ ရွယ်ရပြီဆိုတာဟိုငွေချန်နိုင်တဲ့အရွယ်ရပြီလားနေရမရဘူးဟွန်းပြောမယ်ဆိုရင်ကြောင်းကြောင်းသားလေးတွေပေါ့ဟုတ်အဲ့ခါကျတော့ဒီသမီးတက်ခုလားစစ်ပြီ27 27 6ခုနှစ်သမီးလားဒီလိုဝေဒနာကြီးခံစားနေရတာဆိုတော့ဒီ6ောက်တွေကလည်းနှစ်ဖက်စလုံးတော့ဖြစ်နေတာဆိုတော့ကျတော့သမီးတနေ့တနေ့ကိုဘယ်လိုခံစားရရရထိုင်ရလဲနာဆေးပြက်လာလို့ရှိတော့အဲ့လိုအနာပြန်ပွားတယ်ဩဆေးပြက်သွားရင်တော့အနာလည်းပြန်ပွားတယ်ဟုတ် ရန်ကုန်နေပါလိမ့်မှာရောသွားပြီးတော့ပြတ်ပြီးပါလိမ့်လားဟုတ်ပါဘူးอืมဘာဘာနာလို့ပြောလဲသူကဘာဖြစ်တာလဲပြောတာအေးဗျာနာလို့ပြောတယ်အေးဗျာနာဗျာဒီမော်လမန်မျိုးကအေးဗျာဆေးရုံမှာပျက်ပြီးပြီလားဟုတ်သူကတော့ဘာပြောလဲအဲ့လိုပဲသူတို့ဆေးပါတယ်ဆစ်ပေးတယ်ဆေးပါတယ်ဆစ်ပေးတယ်ဟိုဗလဲသွေးလေးပဲနာလို့ပြောတာဟောသွေးလေးပဲနာဟောတဘောပါပြီဖြစ်တဲ့ဝေဒနာကတော့သွေးလေးပဲနာပါနော်ဒီကလေးမလေးကတော့မိရင်ဖြစ်သူကလည်းဈေးရောင်းနေ ဖခင်ဖြစ်သူကလည်းကွယ်လွန်သွားတာကြာပြီးခြေထောက်နှစ်ဖက်စလုံးကသွေးလေးဘက်နာဆိုခြေထောက်ကြီးကရောင်ကန်းပြီးတော့ရရရနေရတော့မှမရှိဘူးဖြစ်နေနော်ဟုတ်ပြီနော်သမီးနော်အဲ့တော့သမီးရဲ့ယောဂါကတလားတလားကိုခမန်းကြီးဆိုစေဘူးဘလောက်ကောခမန်းကြီးအင်းတခါကတော့၄တောင်းတော့ကုန်တယ်အဲ့အဲ့အဲ့တခါပြောရှိတယ်3ရက်စာပဲရတယ်အဲ့ဒါကိုတလားကို4ခါလောက်ပြရတယ်อืมအဲ့ဆိုရင်အဲ့ရှေးပြသွားရှေးပြန်ဖြစ်တယ်อืม ကျွန်တော်ပြောရမယ်ဆိုရင်သိငင်းနှန်းကုန်တယ်ပေါ့နော်တလားတလားကိုစေးဘူးကတော့သိငင်းနှန်းကုန်တယ်ဟုတ်သူကအမြင့်ပြအောင်ပြောက်လို့ပြောက်အောင်ကုလို့မရအောင်လားဟုတ်တယ်ဟိုတနှစ်လောက်ဆိုရှင်ပြောက်တက်တာဩပြောမယ်ဆိုရင်သမီးရဲ့အနာကတနှစ်လောက်ဒီလိုဇက်တိုက် ကုနိုင်မယ်ဆေးဝါးမပြတ်ကုသနိုင်မယ်ဆိုရင်တော့ပျောက်ကင်းရင်ပျောက်ကင်းနိုင်တယ်ဒါမဲ့ဆေးရကဟိုကသမီးကပတ်စံအစင်ပြေးတဲ့ခါကျတော့ကုလိုက်မကုလိုက်ကုလိုက်မကုလိုက်ဆိုတဲ့ခါကျတော့ မပြောက်ခင်းနိုင်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီနေ့အလူရှင်လေးတွေရှိလို့သမီးကိုလှူသွားပေးမယ်နော်အဲအလူရှင်လေးရဲ့နာမည်ကျတော့နန်းလာမင်းရွှေစင်အေးတဲ့နန်းလာမင်းရွှေစင်အေးဆိုတဲ့ညီမလေးကနေပြီးတော့မင်းနဲ့ဆိုမမဖြစ်မယ်နော်သူကကျတော့အလူငွေတသိန်းညူပေးတယ်နော်နောက်ပြီးကျတော့ဦးတန်းထုံးရဲ့68နှစ်ပြည့်မွေးနေ့လူရဲ့အဲဒီဦးတန်းထုံးရဲ့68နှစ်ပြည့်မွေးနေ့အလူဆိုပြီးတော့ဘာတောင်းလို့ပြမယ်နော်နောက်ပြီးကျတော့ညီမလေးမိုးမိုးခိုင်မိုးမိုးခိုင်ဆိုတဲ့ညီမလေးကနေပြီးတော့ဒါသမီးအတွက်အလူငွေ သသိန်းတူပေးတယ်နော်အဲ့တော့စုစုပေါင်းအလူငွေ2သိန်းခွဲတူပေးတယ်နော်ဒါအလူငွေ2သိန်းပဲနော်ဘူတန်ပေးတဲ့အလူရှင်လေးတွေကိုစုတောင်းတကားလေးပြောပြပါနော်ဟုတ်ဟိုတချို့မကလည်းများလှနိုင်ပါစေလို့ဟုတ်တရှိကျမ်းမှာကြားပါတယ်စုတောင်းပါနော်တရှိကျမ်းမှာကြားပါစေဟုတ်ကဲ့ကဲအဲ့တမီးလည်းအစဉ်ပြေလူရှင်လေးပေါ်ပြီးတော့ရောဂါတွေအမြင့်ပြတ်ပျောက်ကင်းပါစေလို့ဦးရောမင်းသားပရိုက်တာစုတောင်းပေးပါနော်ဟုတ်ကဲ့ကဲ